ရင်ဂန်းနဲ့ဒီလှန်လေးနဲ့ဆိုရင်ဘယ်ကောင်ပို့ပြီးတော့ဒမိတ်ထွက်မယ်လို့ထင်တော့ဘလို့ကတော့ထင်လိမ့်မယ်ဂန်းပို့ပြီးတော့ဒမိတ်ထွက်တယ်လို့ဒါဆိုရင်တော့ဘလို့လို့မားနေပြီဒီလှန်လေးကပို့ပြီးတော့ဒမိတ်ထွက်တယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်နိုင်ရှင်ပြမယ်အခုလောလောဆယ်ကျွန်တော်ဂန်းထည့်ထားတယ်လီလာကိုဘယ်နဲ့ရှက်ထိုးရမလဲဆိုတော့ brother တို့ like ကြည့်လိုက်ကဲကျွန်တော်ထိုးပြီးတစ်ချက်နော်နှစ်ချက်၃ချက်ကျွန်တော်၄ချက်ပြည့်အောင်ထိုးလိုက်မယ်၄ချက်ကဲ၄ချက်မှာဒီတွေးရနော်ကဲအဲ့ဒါဆိုရင်ကျွန်တော်လှန်လေးပြောင်းပြီးတော့တစ်ချက်ထိုးကြည့်လိုက်မယ် ကဲ brother ကို like ကြည့်လိုက်နော်ကဲဒါမှကျွန်တော်မီလောင်နဲ့အဖက်လေးတော့ခဏဆောင်းလိုက်မယ်မီလောင်နဲ့အဖက်လေးခဏဆောင်းလိုက်မယ်နော်ကဲတက်ရှက်နှက်ရှက်၃ချက် လေးချက်လေးချက်မှာဘရာသားတို့မျက်လုံးထဲမှာဒါမျက်မြင်ကိုတီပဲเนาะဒီလှန်လေးကပို့ပြီးတော့ damage ထွက်နေတဲ့အနေအထားမှာရှိတယ်အဲ့တော့ဘရာသားတို့အနေနဲ့ရှောင်းပိုင်ဝမ်းကို no defense ဆော့ရင် gun ကြီးကိုမထဲတော့နဲ့ဒီလှန်အရှင်လေးကိုထက် damage လည်းနည်းနည်းလေးပို့ထွက်တယ်နောက်ပြီးကြတော့ gun ထက်ဆိုင်ရင်ဒီကောင်ကပို့ပြီးတော့အားတက်ချက်တွေပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့80ရာခိုင်နှုန်း physical attack ပါတယ် gun မှာ60ရာခိုင်နှုန်း physical attack ပဲပါတယ် gun ရဲ့လုံးလုံးပုံက enemy block က defend item ပါမှာဒီကောင်က damage ထွက်တာအဲ့တော့ဘရာသားတို့အနေနဲ့ရှောင်းပိုင်ဝမ်း no defense ဆော့ရင် gun ကြီးကထည့်တာမလို့ဒီကောင်လေးကိုသွား လဲအဲ့တော့ဒီကောင်မှ80ရာခိုင်နှုန်း physical attack ဆိုတော့20ရာခိုင်နှုန်းပို့ရတဲ့အတွက်ဘာသာအုပ်အနေနဲ့ battery value fan မယ်ဆိုလဲဒီ item ကြီးကပို့ပြီးတော့ fan တာမြန်မယ်နောက်ပြီးကျတော့ attack speed 20ရာခိုင်နှုန်းလဲပါတဲ့အတွက်ဘာသာတို့ရှောင်းပိုင်ဝန်းဆော့လို့ တာဝါရှိုးကြီးဆော့မယ်ဆိုလဲဗျာဒီအိုက်တမ်နဲ့ဆိုရင်တာဝါလည်းရှိုးသွားလို့ရတယ်ဗျာနောက်ပြီးကျတော့ကိုကစပယ်ရေးပါကုံဝါလို့အနေထားမှာလဲဒီအိုက်တမ်နဲ့ရှင်ထိုးမယ်ဆိုရင်ကိုကသူ့တဲ့လက်ဒီတစ်ချက်ပို့ပြီးတော့ထွက်နေမယ်အနေထားယူရှိရဗျာအဲ့တော့ဗလာသားအုပ်အနေနဲ့ခန်းကိုမထဲတော့နဲ့ဒီအိုက်တမ်ကိုမထဲပါဗလာသားတို့မယုံရင်လဲကိုဘတ်တာကိုစမ်းကြည့်လို့ရပါတယ်ဒီအိုက်တမ်မှာအများကြီးအားသာချက်တွေပါပါတယ်နော်ကဲအားလုံးပဲဒီလောက်ပါပဲကျေးဇူးတင်ပါတယ်